ဒီနေ့မှာတော့ American Serial Killer တွေကတယောက်ဖြစ်တဲ့ Bewi Gaskin ရဲ့အကြောင်းပြပြပေးပါမယ်။ဒီ Bewi ဆိုတဲ့အသုံးနှုန်းကအနောက်နိုင်ငံတွေမှာလူပိုးတွေကိုနှိမ့်တဲ့သဘောမျိုးနဲ့စောင့်နောက်ပြီးခေါ်တာပါ။သူရဲ့နာမည်တိုင်းပဲဒီလူသက်သမားကအဲ့ရ9မိကြောကြောပဲရှိပြီးတော့အောင်ကျင်းရတယ်130လောက်ပဲရှိပါတယ်။သူ့ရဲ့ပုံစံကအပြင်းမှန်းမှာတော့အနေနဲ့မရှိဘူးလို့ထင်ရပေမဲ့အဲ့နောက်ွယ်မှာတော့ ဆောက်ကာရိုလိုင်းနားမှာရှိရဲ့ယောက်ျားမိန်းမကလေးတို့တို့မဆိုသူ့စိတ်ထဲအတက်ချင်စိတ်ပေါ်လာတာနဲ့လိုက်တက်တက်တဲ့လူသက်သမားတယောက်ပဲဖြစ်ပါတယ်။သူကပြောရွှေမှုအတွက်လက်စားချေလိုတဲ့အတွက်ငွေကြေးအတွက်အကြောင်းမျိုးမျိုးကြောင့်လူတွေကိုတတ်ခဲ့ပြီးတော့သူ့လူတက်တဲ့နေရာမှာအသုံးပြုခဲ့တဲ့နီးလန်းတွေကတာမန်လူတယောက်အနေနဲ့စင်းအောင်မစင်းစားမိလောက်တော်တော်လေးရဆက်ယုံပါပါတယ်။ 1933ခုနှစ်မတ်လ13ရက်နေ့ဆောက်ကာရိုလိုင်းနာရဲ့ Florence County မှာမွေးဖွားခဲ့တဲ့ PUB Gaskin ငယ်ဘဝကတော်တော်လေးကြမ်းတမ်းခဲ့ပါတယ်။သူ့အမိငင်ကဆင်းရဲပြီးတော့ငယ်ရွယ်သူတစ်ယောက်ပါ။ပြီးတော့ Gaskin ကိုဂယုမဆိုင်တဲ့အပြင်ရိုင်းနှက်နှိပ်စက်တဲ့ကောလာဟာလာတွေအရာတော့သူ့အမိကသူ့ကိုလိမ်မိုင်းဆိုင်ရာခေါင်းမုံဖြက်လာတွေပါပြုတ်လုပ်ခဲ့တယ်တဲ့။သူ့ရဲ့အရွယ်အစားသေးငယ်မှုကြောင့်အเจ้าမှလည်းအငြင်းနဲ့အနှံချခံရတယ်။ ဲ့ဒါကြောင့်မင်းအသက်17နှစ်အရွယ်ရောက်တော့ Gaskin ကတောင်းထွက်ခဲ့ရပါတယ်။တောင်းထွက်ပြီးရနောက်မှာတော့ Danny နဲ့ Mash ဆိုတဲ့နာမည်ဆိုးရှိရဲ့ကောင်းလေးနှစ်ယောက်နဲ့ပေါင်းမိသွားကြတယ်။သုံးယောက်ပေါင်းလောင်းကျော်ဆိုသလိုပဲသူတို့ကိုသူတို့ Travel Trio ဆိုပြီးတော့ခေါ်ခဲ့ကြတယ်။ပြီးတော့သူတို့တွေကအိမ်တွင်းဖောက်ထွေးမှုတွေလိုရမှုတွေကိုကျွေးလွန်ကြတယ်။အဲ့ဒီရရတဲ့ပတ်စံနေနဲ့ပြေးတဲ့စားခန်းတွေကိုတွားပြီးတော့လက်တက်ဆန်းကြတယ်။နောက်ပိုင်းမှာတော့သူတို့တွေကဒီလောက်နဲ့မကျေနပ်နိုင်တော့ဘဲနဲ့မင်းကလေးငယ်လေးတွေကို gun raid လုပ်ဖို့အတွက်စူးစမ်းခဲ့တယ်။အဲ့လိုလုပ်ကိုစဉ်းစားလိုက်တဲ့အချိန်မှာ သူတို့မျက်စီရဲ့မြင်လာတာကမက်ရှယ်ညီမလေးအဲ့ဒီကလေးမလေးကိုဒီသုံးယောက်ကအုပ်စုဖွဲ့မရင်းချင်းနေတယ်မက်ရှယ်မိဘတွေကတီးသွားတော့သူတို့သုံးယောက်လုံးကိုကိုရောင်ထဲမှာသွေးထွက်တဲ့အထိရိုင်းနှက်ပြီးတော့အပြစ်ပေးခဲ့ကြတယ်ဒီကိစ္စရဖြစ်ပြီးတော့ဒန်နီနဲ့မက်ရှ်တို့ကမြို့ရဲကနေထွက်သွားခဲ့ပေမဲ့ဂတ်စကင်ကတော့သူ့ရဲ့မြို့မှာပဲအိမ်တွင်းဖောက်ခွဲမှုတွေကိုဆက်လက်ပြုလုပ်ခဲ့တယ်ဒီလိုနဲ့1946ခုနှစ်ဂတ်စကင်အသက်73နှစ်အရွယ်မှာပဲ ။အိမ်တလုံးကိုဖောက်ထွင်းဖို့ကြိုးစားရင်းနဲ့သူ့ကိုမိန်းကလေးတယောက်ကဖမ်းမိသွားခဲ့တယ်။ဦးမကဂက်စကင်ကိုပစိန်နဲ့တိုက်ခိုက်ခဲ့ပေမဲ့ဂက်စကင်ကရှောင်ပြီးတော့အဲ့ဒီပစိန်ကိုနှုတ်ယူလိုက်တယ်။အဲ့ဒီအချိန်မှာသူ့မရဲ့လက်နဲ့ခေါင်းကိုအားပြင်းပြင်းနဲ့ရိုက်ချပြီးတော့ထွက်ပြေးလာခဲ့ပါတယ်။ကံကောင်းကျင်တော့ဒီကောင်မလေးကအသက်ရှင်ခဲ့ပြီးတော့ဂက်စကင်ကိုလူသက်ဖို့ကြံစည်မှု တည်ဆင်းနိုင်တဲ့လန်ဒန်နဲ့တိုက်ခိုက်မှုကြောင့်ဖမ်းဆီးခဲ့ပါတယ်။ဒီပေးဝေးဂတ်စကင်ရဲ့အမေကသူ့ကိုဘလောက်ထိဂရုမစိုက်ဘူးလဲဆိုလို့ရှိရင်သူ့ရဲ့နာမည်ရင်းဒေါ်နန်ဟန်ရီဂတ်စကင်ဂျူနီယာကိုထောင်ကြတော့မှတည်ခဲ့ရတာပါ။အဲ့ဒီနောက်မှာတော့သူကဆောက်ခါရိုလိုင်းနားမှာရှိတဲ့လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းကိုငါးနှစ်တည်းတည်းပိုဟန်ခဲ့ရတယ်။အဲ့ဒီမှာလေလူကောင်သေးတဲ့ဂတ်စကင်ကတခြားကောင်လေးရဲ့အတွက်အနိုင်ကျင့်စရာလူတယောက်ဖြစ်လာတယ်။သူကအဆောက်အအုံလေးတဲ့အချိန်ဆိုလို့ရှိရင်တခြားလူကောင်ကြီးတဲ့ကောင်လေးတွေရဲ့အုပ်စုခွဲရိုက်နေတာတွေ မင်းပြုတ်ကျနေတာကိုခံခဲ့ရတယ်။နောက်တော့ဒီစခန်းမှာရှိနေတဲ့ boss wine ဆိုတဲ့ကောင်လေးကိုသူ့ကိုကဝယ်ပေးပါဆိုပြီးပြောခဲ့တယ်။အဲ့ဒီအတွက်သူကလိမ်မိုင်းဆိုင်ရာအပေးယူပြုတ်လုပ်ခဲ့ရတယ်။နောက်ဆုံးတီးမခံနိုင်တော့တဲ့အဆုံး gas can နဲ့ဒီလူငယ်ပြုတ်ကင်ရဲ့စခန်းကနေထွက်ပြေးလာခဲ့ပါတယ်။ဒီစခန်းကနေထွက်ပြေးလာပြီးရဲ့နောက်ခရီးသွားပြဿတ်တစ်ခုနဲ့ပေါင်းမိတော်ပြီးတော့ပြဿတ်ထင်မှာတောက်တူမဲရဲလိုက်လို့တယ်။ပြီးတော့အသက်73နှစ်အရွယ်မင်းကလေးတဦးနဲ့လည်းထပ်လိုက်ပါတယ်။ဒါပေမဲ့ gas can ကအသက်ကလည်းငယ်တယ်၊လူကောင်ကလည်းသေးတယ် ိဘတွေရဲ့ပြုစုဆောင်ရှောက်မှုတွေအကူအညီတွေဘာတစ်ခုမှမရတော့သူ့ရဲ့အသက်မိုးဝမ်းကြောင်းအတွက်အဆင်မပြေတော့တဲ့အဆုံး Gaskin ကလူငယ်ပြုပြင်စခန်းဝယ်ပြောက်လာခဲ့ပါတယ်။အဲဒီမှာကြံနေသေးတဲ့သူ့ရဲ့ပြစ်ဒဏ်ကိုပြီးဆုံးအောင်ခံယူခဲ့တယ်။ပြစ်ဒဏ်နဲ့လොမြောက်ပြီးတော့ Gaskin ကဆေးရွက်ကြီးကိုရန်တစ်ခုမှဝင်ရောက်အလုပ်လုပ်ခိုင်းခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ဗီဇာအတိုင်းပဲဒီကိုရာတစ်ခုလုံးကိုမီးရှို့ဖျက်ဆီးပလိုက်တယ်။အလို့ရှိရင်တမီကဒီမီးရှို့မှုဟာဂတ်စကင်တော့တယ်ဆိုတာကိုသိတော့သူ့ကိုဆင်မိတယ်။ အဲ့ဒီအချိန်မှာတော့သူကသူ့လုံရက်တွေပေါ်သွားမှာဆိုလို့အကြံရမင်းအဖြစ်ပြီးတော့အဲ့ဒီကောင်မလေးကိုတူးနဲ့ရိုက်ပြီးတပ်ဖို့ကြံစီခဲ့တယ်။ဒါပေမဲ့မတိဘဲနဲ့ပထမတစ်ခေါက်ကလိုပဲထောင်ထဲ၅နှစ်ကြာခံခဲ့ရပါတယ်။ပထမတစ်ခါကလူငယ်ပြုတ်ပြင်းစခန်းရောက်ပြီးတော့ထောင်ထဲမှာအာနာရှိရောမှာလူကောင်သေးရဲ့သူ့အတွက်နန္ဒီစားချောင်မယ်ဆိုတာကိုတီးသွားတယ်။အဲ့ဒါကြောင့်မေငကူကထောင်သားတွေပေါ်မှာဩသာရှိတဲ့အကျဉ်းသားဟေဇယ်ဘရဇယ်ကိုချင်းကပ်ပြီးတော့တတ်လိုက်တယ်။အဲ့လိုတည်ပြီးတဲ့နောက်မှာတော့သူ့ကိုတက်လိုက်တဲ့ကန်စကင်ကအတင်းသားတွေချားတယ်မှာဩဇာရှိရသူဖြစ်လာခဲ့တယ် ဒါပေမဲ့ဒီလုံရကြောင့်ထောင်ထဲမှာလူတက်မှုနဲ့ gas gain ကပြည့်စံထက်တိုးခံရရတယ်1968ခုနှစ် gas gain ကလူငယ်ချင်းသာဝင်းနဲ့ထောင်ဝမ်းလွတ်လာတဲ့အချိန်ဘူဒမတရားမှုပဲနဲ့ပုံမှန်ဘဝနဲ့နေဖို့အတွက်အတက်နိုင်ဆုံးကြိုးစားခဲ့ဒါပေမဲ့သူ့ရဲ့ထောတာကိုမထိနိုင်သလိုလူတက်ချင်တဲ့ဆန္ဒကိုလည်းမထိန်းချုပ်နိုင်ဘူးအဲဒါကြောင့် gas gain ကသူ့ရဲ့လူတက်မှုတွေကိုအမျိုးစောက်ဖွဲပြီးတော့စတင်ခဲ့တယ် coastal case ဆိုရဲလို့တက်မှုကတော့ကြာပန်းတွေ့ရလို့တက်တာဖြစ်ပြီးတော့များသောအားဖြင့်သူ့ရဲ့ကားကိုကားကြုံလိုက်စီးရတဲ့လို့တက်တာပါ နောက်တစ်ခုက serious murder ဖြစ်ပြီးတော့ဒီဟာကတော့သူနဲ့တည့်ရလူလူတတ်တာ။ Gaskin ကသူနဲ့ကိုရေးကိုရာရန်တို့ရှိရသူတွေ၊လက်စားချေချင်တဲ့သူတွေ၊သူရဲ့လူသက်မှုကိုတည်သွားတဲ့သူတွေကိုလက်စားဖြောက်တဲ့အနေနဲ့တတ်တာပါ။သူရဲ့ဂျပန်လူတက်မှုတွေကိုတော့ South Carolina ရဲ့အဝေးပြေးလမ်းမတွေကခရီးသွားတွေနဲ့လမ်းလျှောက်တဲ့သူတွေကိုပြင်ပထားခဲ့တယ်။ဒီနေရာမှာသူရဲ့တာကောင်မီတွေကရဲတွေကတက်တင်တယ်လို့ကရှာတွေ့ခဲ့တဲ့လူတက်မှုအချို့ကိုပြောပြပေးပါမယ်။ပထမဆုံးနှစ်ယောက်ကတော့အသက်15နှစ်အရွယ်သူ့ရဲ့တူမ Janice Carby နဲ့အသက်16နှစ်အရွယ် ဂျန်နိုင်းစီရဲ့တငယ်ချင်းပက်ထရီရှာအန်အော့စ်ဘရုတ်ပဲဖြစ်ပါတယ်ကစကင်ရဲ့ပြောကြားချက်အရတော့သူ့အမအိမ်ရောက်သွားတဲ့အချိန်သူ့တူမကမူးရဲ့ဈေးသုံးနေအောင်မြင်လို့စိတ်မထိန်နိုင်ပဲတက်ခဲ့တာတဲ့။ဂျန်နိုက်ရဲ့တငယ်ချင်းကိုတော့သူ့တူမနဲ့တူတူရှိနေတော့ရင်းရိုသွားမတားအောင်တက်တေဖြောက်ဖြဲ့တဲ့အနေနဲ့တက်ခဲ့တာ။သူတို့နှစ်ယောက်လုံးကိုကစကင်ကလက်သီးနဲ့တေးတဲ့အထိထိုးကျိတ်ခဲ့ပြီးတော့ပက်ထရီရှာရဲ့အလောင်းကိုတော့မင်းလာကန်ထဲမှာဖွက်ထားခဲ့ပါတယ်။သူ့တူမရဲ့အလောင်းကိုတော့သူ့အမအိမ်နဲ့အဝေးအနေမှာသွားမြုပ်ခဲ့တယ်။ နောက်တစ်ယောက်ကတော့အသက်20အရွယ်မာတာအန်ဒစ်ဆိုတဲ့ကောင်မလေးဒီမိန်းကလေးကခါဘီနဲ့ပက်ထရီရှာကိုမူးယစ်စေတဲ့ရောင်းပေးတဲ့သူဆိုပြီးကတ်စကင်ကယုံကြည်ခဲ့တယ်။အဲဒါကြောင့်သူ့ကိုကိုလာထဲမှာအက်စစ်အပြင်းစားကြီးရောပြီးတောက်ဖို့ပေးလိုက်တယ်။ကိုလာသားလိုက်တာနဲ့သူမကအော်ဟစ်ပြီးတော့နေရာမှာပဲလဲကြတည်ဆုံသွားခဲ့တယ်။နောက်ပြီးတော့ပီဝီကတ်စကင်ကသူ့ကိုယ်တိုင်လည်းလူကောင်သေးလို့အနိုင်ခံရတာတော့မှတခြားလူတွေကိုစာနာတာမျိုးမရှိဘဲနဲ့လူမျိုးရင်းခွဲခြားတတ်တဲ့သူတယောက် အဲ့ဒီလူပြိုလူမဲခွဲထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကအရက်ဆက်ဆုံးလူသတ်မှုတစ်ခုကိုကျူးလွန်ခဲ့ပါတယ်။အဲ့ဒါကတော့အသက်23နှစ်အရွယ်ကိုဝန်ဆောင်တဲ့အမေနဲ့သူ့ရဲ့နှစ်နှစ်အရွယ်သမီးလေးကိုတတ်ခဲ့တာ။သူ့ရဲ့နာမည်ကတော့ Doreen Hope Dempsey နဲ့သူ့ရဲ့သမီး Robin Michelle Dempsey ။ Doreen ကလူမျိုးဆိုပေမဲ့သူ့ရဲ့ယောက်ျားကလူမဲအာဖရိကန်လူမျိုး။သူတို့ကဆင်းရဲပြီးတော့အင်ဂျီအတီတကြလည်းမရှိဘူး။ဒီသားမိက South Carolina လမ်းမပေါ်မှာလမ်းလျှောက်သွားနေတော့ကားတုံလိုက်စီးဖို့အတွက်ကားတစ်စီးကိုလမ်းတားလိုက်တယ်။ အဲ့မှာကန်ဆိုးစွာနဲ့ပဲလူသက်သမားကက်စကင်နဲ့တော့တွေ့ရပါကက်စကင်ကဒီသားမျိုးတွေ့တော့စိတ်ထဲပဝေမကြခဲ့ဘူးအဲ့အားကြောင့်ပဲနှောသားထွက်ပြီးတော့ကိုအောင်ဆောင်မိခင်ကိုကလေးရှင်မှာပဲကားပေါ်မှာမင်းကြီးမှုစူးစားခဲ့တယ်ပြီးတော့ဒီမျိုးသမီးကိုသူကရေနဲ့တက်ခဲ့တာတဲ့နောက်ထပ်သူဝန်ခံခဲ့တာကဒီကိုအောင်ဆောင်အမျိုးသမီးရဲ့အသားတွေကိုတီးဖြတ်ပြီးတော့လင်းစားခဲ့သေးတယ်လို့ပြောခဲ့တယ်ဒါပေမဲ့ဒီကတော့တက်တည်အတိအကျမရှိပါဘူး အမင်းဖြစ်သူကိုမရင်ပြက်တက်ပြီးတော့သူအားမရသေးဘေးမှာရှိနေတဲ့လူပြူလူမဲဆက်ထားတဲ့တမီးလေးကိုပါသူကကြည့်မရတော့ရေထဲနဲ့တက်လိုက်တယ်။တချို့ရဲမဲ့တန်းတွေမှာတော့ဒီနှစ်နှစ်ကလေးလေးကိုတော့မှမရင်ကျင်းနေတယ်လို့ခေါ်ပြတာပါတယ်။ဒီဟာကိုကြည့်ခြင်းအပြင်သူနဲ့ဘာမှမဆိုင်တဲ့တာမီးနဲ့ကိုလွယ်လွယ်ပဲတက်နိုင်နေဆိုတဲ့အချက်ကပီဝီဂက်စကင်ကအမေရိကန်ရဲ့အယုံမှဆုံးလူသက်သမားတယောက်ဆိုတာကိုပိုပြီးသိသာစေရပါတယ်။နောက်ထပ်လူသက်မှုကတော့အသက်36နှစ်အရွယ်ဂျော်နီဆဲလာစ်နဲ့ အသက်22နှစ်အရွယ်ဂျက်စီရူဂျူဒီသူတို့နှစ်ယောက်ကဘယ်လိုမျိုးတက်ခံခဲ့ရလဲဆိုတာကိုပြပြပေးမယ်။ဂျော်နီကဂက်စကင်ခိုးပေါ်ခိုးပတ်တဲ့ရကြတော့ဂက်စကင်နဲ့ဂျော်နီတို့တူတူခိုးလာခဲ့တဲ့လေကိုဂက်စကင်ကခိုးပြီးတော့ရလိုက်တယ်။ဂျော်နီကသူ့ရဲ့ဝေစုလိုချင်တော့ဂက်စကင်ကိုအကျွေးတောင်းခဲ့တယ်။အဲဒီတော့ဂက်စကင်ကပတ်စံအောင်လိုချင်လို့ရှိရင်သူ့ချင်းတဲ့စီကိုလာခဲ့ဆိုပြီးတော့ခေါ်တယ်။ဂက်စကင်ချင်းတဲ့နေရာကိုသွားတော့ဂျော်နီကဂျန်စီကိုပါခေါ်သွားခဲ့တယ်။ ဒါပေမဲ့အကြံသမားကစကန်က ပေးစရာရှိအောင်မပေးချင်တော့လို့ဂျော်နီကိုစိုက်ခင်းတစ်ခုနဲ့လိန်ခေါ်သွားခဲ့တယ်။အဲဒီကိုရောက်တော့ဂျော်နီရဲ့နောက်ဆေးတက်တဲ့ကိုတနက်နဲ့ပြတ်တက်လိုက်တယ်။သူတို့ပါလာတဲ့ဂျန်စီကိုရတော့ဂျော်နီကိုသူ့တက်လိုက်တာကိုသိသွားမှစိုးရိမ်ပြီးတော့ဒါကနေအချက်ပေါင်းများစွာထိုးတက်ခဲ့တယ်။ဒီလိုမျိုးလူသားမှုတွေနဲ့မကဘဲနဲ့ဂတ်စကန်ကကြေးစားလူသက်သမားလည်းလုပ်ခဲ့ပါသေးတယ်။တခါတော့ငါလင်မယားနောက်ကသူ့ကိုလူတယောက်ကိုတက်ပေးလို့ရှိရင်ဒေါ်လာ1500ပေးမယ်ဆိုပြီးကမ်းလှမ်းခဲ့တယ်။ အဲ့ဒီကမ်းလမ်းချက်ကိုချက်ချင်းပဲလက်ခံလိုက်ပြီးတော့ Gaskin ကသူတို့တက်ခိုင်းတဲ့လူရဲ့ level ကိုတုံဆိုင်မှုမရှိဘဲနဲ့ဓာတ်နဲ့လိပြီးတက်ပေးခဲ့တယ်။ Gaskin နောက်ထပ်တက်ခဲ့တဲ့သူတွေကတော့ DM Bellamy နေနေနဲ့ Bellamy ရဲ့ရေးကြ Every လိုပဲဖြစ်ပါတယ်။သူတို့ကိုဘာဖြစ်လို့တက်ခဲ့ရလဲဆိုလို့ရှိရင်ဒီနှစ်ယောက်ကသူ့ကိုဒေါ်လာ9000မပေးလို့ရှိရင် Gaskin ကျူးလွန်ခဲ့တဲ့များလူသားမှုတွေကိုဖော်ထုတ်လိုက်မယ်ဆိုပြီးတော့ Blackmail ပို့ခဲ့လို့တက်ပစ်လိုက်တာပါ။ နေရာတွေကရဲတွေရှာဖွေတွေ့ရှိခဲ့တဲ့လူသတ်မှုတွေကတစိတပိုင်းသာဖြစ်ပါတယ်။ဒီလိုမျိုးလူသတ်မှုတွေကိုအများကြီးကျူးလွန်ခဲ့ပေမဲ့ရဲတွေကအချိန်တော်တော်ကြာအောင်မဖမ်းမိခဲ့တဲ့အကြောင်းကတော့ Gaskin ကသူ့တပ်မဲ့တားကောင်တွေကိုခရီးသွားပြီးအိုးမဲ့အိမ်မဲ့တွေဆင်းရဲပြီးတော့မိသားစုမရှိတဲ့သူတွေကိုရွေးချယ်တပ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲသူတို့တည်ဆောမှုနဲ့ပတ်သက်ပြီးတော့ဘယ်သူမှမသိတယ်လို့ဘယ်သူမှလည်းတန်တရားဝင်ပြီးတော့တိုင်ကြတာမျိုးမရှိတော့ရဲတွေကမသိတာပါရောဂက်စကင်ကသူ့တက်ခဲ့တဲ့သူတွေကိုဘယ်သူမှမသိအောင်လို့ဝေးလည်နေနေရာတွေမှာမြုံနှံထားခဲ့တယ် ဒါပေမဲ့ဒီမှုတွေပေါ်ပြီးတော့အဖမ်းခံရမယ့်အချိန်ရောက်လာတော့ gas gain ကစေတော်သက်အရွယ်ကောက်မန်နီတယောက်ကိုအလိုမလိုပဲနဲ့ဖမ်းဆီးထုတ်နောင်ထားမှုနဲ့အထုတ်ခန်းထဲမှာထိန်းသိမ်းခံခဲ့ရတယ်။လူသက်မှုတွေအများကြီးကိုကျူးလွန်လာခဲ့ပေမဲ့အင်းရီကဒီသူဖမ်းထားတယ်ဆိုတဲ့ကောက်မန်လေးရဲ့အလောင်းကိုမတွေ့သေးတော့စေတော်သက်ကောက်မန်လေးကိုဖမ်းဆီးထားတယ်ဆိုတဲ့အမှုတေးသေးလေးနဲ့ပဲအရင်ဆုံးစွဲချက်တင်ပြီးတော့အထုတ်ခန်းထဲထည့်ထားခဲ့တယ်။ဒီကောက်မန်လေးကိုလည်းသူကသူ့ရဲ့မိဘတွေမရှိတော့ဘယ်သူမှလိုက်ရှာမှာမဟုတ်ဘူးဆိုပြီးဖမ်းလာတာ။ ကန်ဆိုးကျင်တော့အသက်73နှစ်အရွယ်ကင်မြဲဆရာမကဒီကလေးမလေးကြောင်းလာမတက်တာကြပြီဆိုပြီးရဲတွေကိုကြောင်းကြလိုက်တယ်။အဲ့ဒါနဲ့ရဲတွေကဒီကောင်မလေးကိုလိုက်ရှာကြရင်ဂတ်စကင်ရဲ့မိုဘိုင်းနာမှာနေကြတဲ့အိမ်နီးနားချင်းတွေကကင်ကိုဂတ်စကင်ရဲ့အိမ်နာမှာတွဲမိရတဲ့ကြောင်းပြပြခဲ့တယ်။အဲ့ဒါကြောင့်ပဲရဲတွေကဝရန်ယူပြီးတော့ gas ကင်းရဲ့အိမ်ထဲကိုဝင်ရောက်ရှောက်ခွေခဲ့ကြတယ်။အိမ်ထဲရောက်တော့ခင်မြဲအင်ဂျီတွေအတွင်းဝန်ဆောင်တွေကိုရှာတွေ့သွားတယ်။ဒါပေမဲ့ကလေးမလေးကိုတော့အရေးအယံတော့ရှာမတွေ့ခဲ့သလိုအလောင်းကိုလည်းရှာမတွေ့ခဲ့ဘူး။ အဲအကြောင်းမဲ့ရဲတွေက gas can ကို game ကိုမတရားဖမ်းဆီးထုတ်နောက်တာဘူးနဲ့ပဲဖမ်းခဲ့တာပါအဲ့ဒီချိန်မှာပဲရဲတွေကဒီဒေတာမှာပျောက်ဆုံးနေတဲ့သူတွေကိုခြေရခံမိသွားတယ်အဲ့ဒီတွေကလူများစုက gas can နဲ့ဆက်ဆက်နေပြီးတော့သူ့ရဲ့ဆွေမျိုးတွေအတီကျွမ်းနေအမမဟုတ်သူနဲ့တူတူအမှုကျိုးလွန်နေတဲ့သူတွေဆိုတာကိုသိသွားခဲ့ပါတယ်ဒါပေမဲ့တက်တီတွေကိုတော့ရှာမတွေ့ခဲ့ဘူး ဒီမှုတွေကိုအဓိကဝန်ခံပေးခဲ့တဲ့သူကတော့ Waterney Lee လို့ခေါ်တဲ့ Gaskin ရဲ့လုပ်ဖော်ကိုင်ဘက်စိုးဘော်စိုးဘော်ပဲဖြစ်ပါတယ်။ Gary ရဲ့အဖေအပေမှုအောက်မှာ Neely က Gaskin ရဲ့လူသတ်မှုတွေကိုဝန်ခံခဲ့တယ်။ပြီးတော့ Neely က Gaskin တက်ခဲ့တဲ့နေကအလောင်းချို့အမြုံထားတယ်။သူ့ရဲ့တီးတန့်တင်ချိုင်းကုန်းကိုလည်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အဲ့နောက်မှာတော့ Neely က Gary ကို Gaskin ရဲ့တင်ချိုင်းစီကိုခေါ်သွားခဲ့ပြီးတော့အဲ့ဒီတင်ချိုင်းထဲမှာ Ganesh Palami, Johan Reinight နဲ့တူတက်ခဲ့တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သူ့တမီးရဲ့အယုံလောင်းတွေကို၆ချားပွင့်ရရှာတွေ့ခဲ့ကြပါတယ်။ရဲတွေကစုစုပေါင်းအလောင်း၈လောင်းထိဒီတင်းကိုင်းထဲမှာရှာတွေ့ခဲ့ပါတယ်။နီလီရဲ့ထွက်ဆိုချက်နဲ့တင်းကိုင်းကုန်းတွေကနေရှာတွေ့ရရဲ့တက်တီရီက gaskin အနေနဲ့ညင်းမရအောင်လိုခိုင်မာနေခဲ့ပါတယ်။အားအကြောင်းပဲရဲတွေက gaskin ကိုလူသားမှုပေါင်းများစွာနဲ့ဆွဲချက်တင်ခဲ့ပြီးတော့ပြည်တံနေနဲ့ထောင်လန်တက်တက်တကြုံစင်ချင်းချမှတ်ခဲ့ပါတယ်။ဒါပေမဲ့ gaskin ရဲ့အကြမ်းဖက်မှုတွေကဒီနေရာမှာမပြီးသေးပါဘူး။1982ခုနှစ်တုန်းကသူထောင်ကျနေတော့ တိုနီစီမိုလို့အမည်ရတဲ့အမျိုးသားတို့ကသူ့ကိုလိုတက်ပေးဖို့ငှားခဲ့တယ်။စီမိုကဂက်စကင်ကိုသူ့မိဘတွေကိုတတ်ခဲ့တဲ့ထောင်ထဲကတည်တံ့ချခံနေရတဲ့ရူဒေါ့ဖ်တိုင်နာဆိုတဲ့လူကိုနှုတ်ကြံခိုင်းတာ။တည့်ရကြတော့ဂက်စကင်ကတည်တံ့ချမှတ်ခံရတဲ့အခန်းထဲမှာရှိနေတဲ့တိုင်နာနဲ့တွေ့ခဲ့တယ်။ပြီးတော့ဂက်စကင်ကစစ်တပ်ကအသုံးပြုတဲ့အင်တာကောစပီကာပုံစံဘုံတစ်ခုကိုထောင်ထဲကိုခိုးသွင်းခဲ့တယ်။အဲနောက်တော့ဒီစပီကာကိုတိုင်နာရဲ့နားနဲ့ကတ်ထားဖို့ပြောခဲ့ပြီးတော့အဝေးကနေဒီဘုံကိုဖောက်ခွဲလိုက်တဲ့အချိန်မှာ တိုင်းနာကချက်ချင်းပဲတည်ဆုံးသွားခဲ့ပါတယ်။ထောင်နံကြနေတဲ့အချိန်တွင်းမှာတော့ဒီလိုမျိုးတခြားထောင်နာတယောက်ကိုရဲရဲတင်းတင်းတက်ချက်တာကအဲ့ဒီအချိန်တုန်းကတော့မကြုံမှုတဲ့လောက်ရတခုပါ။ Rudolph တိုင်းနာကိုတက်ပြီးရနောက်မှာတော့ Gaskin ကအမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့တေးတန်းကနေရှောင်ရှားနိုင်ခြင်းမရှိတော့ပါဘူး။အဲ့ဒါကြောင့်တရားရုံးကဒေါ်နယ်ပေးဝီ Gaskin ကိုကဲဆက်ကလထိုင်နဲ့တေးတန်းချမှတ်ခဲ့ပါတယ်။ မသိခင်တော့ငါသူကအိမ်အောင်6ခါကြီးကြခဲ့ပြီးတော့ကလေးနှစ်ယောက်လည်းရှိပါတယ်။အပြင်ဘက်မှာတော့ Bee Week Skin ကလူများနဲ့ရင်းရင်းနှီးနှီးနေထိုင်တတ်တဲ့လူကောင်းတယောက်ဆိုပေမဲ့အမန်တကယ်မှာတော့တက်တက်လုံးအကြမ်းဖက်မှုတွေအောင်နှံ့ကြလုံးနဲ့ဒူးစရိုက်မှုတွေကိုကျူးလွန်နေတဲ့သူတယောက်သားဖြစ်ပါတယ်။